အာရီမတ်စတာကိုသူ့ကိုအတိတ်ပုံစံလေးပြောင်းပေးရမယ်အဲ့တော့အာရီမတ်စတာကိုတောက်ပေါင်ပြောင်းရင်ဘာဖြစ်မလဲဟုတ်တယ်အတဖြစ်သွားမယ်အဲ့တော့အတရဲ့နောက်မှာ on the skyline ခြေတို့ကဒီပုံစံလေးဖြစ်သွားပြီเนาะအတန်းတဲ့ဆိုရဲသကလုံးလေးဖြစ်သွားမယ်ဟုတ်ပြီเนาะအဲ့တော့အောက်ကနိဗ္ဗာန်လေးဇက်ကျင်နိဗ္ဗာန်မှာက on the sky အကစားပွဲတော်လေးဇာတွင်းမယ်နိဗ္ဗာန်မှာကခါရတနောချောစီကဝါရုခတတဲ့ ခဏကိုယ်ရဲ့အစင်တွေကစိုးခဲလို့အဲ့တော့ဒါဒီကတော့ဘာမှပြောင်းစရာမလိုဘူးခတ်တာပလင်းပုံစံပြောင်းထားတော့ဓာတ်စလီကိုဖြုတ်ပြီးတော့ on the sleeve ပဲအစားထိုးလိုက်ရုံပဲဟုတ်ပြီနော်အဲ့တော့ခါဒါဒါနောချောစီကဝါရူခတ်တန်ဒဲဆိုပြီးတော့ဖြစ်သွားမယ်အစင်ပြီမယ်နော်ညီမလေးအင်းဟုတ်ပြီအဲ့ဒါလေးကိုအဲ့ဒါလေးကိုချက်ကိုနှစ်ခုလောက်အစားထိုးပြီးတော့ပြောကြည့်မယ်ပထမအဦးဆုံး bone authority အစားထိုးပြီးပြောမယ်ပြောကြည့်ပါဦးညီမလေး Thank you. 盆踊りはどうでしたか、はい、とても楽しかったです。どうし,、えー、どうして来なかっんですかちょっと4時 ,4 時が attended ဟာတဲ့ဆရာဝန်ဖြစ်ပါတယ်အဲ့တော့ဒီ Ichiban လေးမှာ तू ကပြောထားတာက positive လို့မျိုးပြောခြင်းတယ်ဆိုရင် now 1 now 2 that ဆိုရယ် pattern လေးကိုဆယ်လို့အစားသွင်းပြီးတော့ပြောပြရမယ်အဲ့တော့အောက်ကနံပါတ်2 Niban လေးကို ကြည့်ကြည့်မယ်အဲ့တော့ Niban လေးမှာက तू ကဒီတစ်ခေါက်ကအငင်းလို့ပြောမှာစာကြောင်းလေးရင်ဖတ်ကြည့်မယ် ဝါဒါရှိဝါခါဒူရှုမိတိုဂျာအာရီမာစင်ရှုမိတိုလို့ဖတ်မယ်နော်ရှုမိတိုလို့ဖတ်မယ်အဲ့တော့ဝါဒါရှိဝါခါဒူရှုမိတိုဂျာအာရီမာစင်တကယ်လို့ဂျာရောဒေဝရောထည့်ခြင်းဂျာဒေဝအာရီမာစင်လို့လည်းပြောလို့ရတယ် ဟုတ်ပြီနော်အဲကျွန်တော်ကတဲ့ခါတူးရှမိတော့မဟုတ်ပါဘူးဆိုတော့ဒါလေးကအငင်းလိုမျိုးလေးပြောထားတာအဲ့တော့အငင်းလို ပြောခြင်းခြေတို့က now when war now to ja dewa arimasen ဆိုတဲ့ pattern လေးကို သုံးပြရမယ်ဟုတ်ပြီနော်အဲ့တော့ဒီညမှာ तू ကမဟုတ်တဲ့အကြောင်းကိုပြောတဲ့အတွက်ဒီပတ်တန်လေးကိုသုံးနေဆုံး vocabulary အပိုင်းလေးစောင့်လေးပါတခါလေးလိုက်ပြီးတော့မှတ်မယ်နော်ဒီနေ့မှာစောင့်လေးရှိလားစောင့်လေးနဲ့တခါလေးလိုက်မှတ်မယ်နော် vocabulary ကြီးကျမဲ့ meaning လေးတွေတခါလေးလိုက်ပြီးတော့ကျင့်မယ် အဲ့တော့အခုစုံမတုံမင်းမှာကြတော့သူကအပတ်နဲ့ရက်နဲ့အဲ့လိုမျိုးလေးသူကလေ့လာရမှာပေါ့နော်ပထမဆုံးသူကတပတ် week 1မှာတပတ်ရှိမယ်အဲ့ဒီတပတ်မှာစဉ်9ရက်ချေလို့သိရမယ်အဲ့တော့9ရက်မှာသူကတရက်ကနေပြီးတော့6ရက်အတွင်းမှာလေ့လာရမယ်9ရက်မြောက်နေ့ကကြတော့သူကအဲ့ဒီတက်ကနေပြီးတော့6ရက်ထိလေ့လာခဲ့တဲ့ဟာကို revision ပြန်တဲ့ပုံမျိုးနဲ့ exercise လုပ်ရမယ်ချေလို့ဟုတ်ပြီနော်